အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြကျိုးရင်ရေးသားတဲ့မနေ့လင်းတဲ့ကားဆိုတဲ့မဂ္ဂဇင်းဝိတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ မနဲ့လင်းတဲ့အခါအတက်ရဲ့အပြင်ဘက်ကတွင်းဝမှာထိုင်ပြီးအမောဖြေနေတော့ဘလော်ဒကြီးပြေးဝင်လာတဲ့မီနီမကို တွေ့လိုက်ရတော့ကျုပ်ပိုမောသွားရတယ်။မီနီမပြေးလာပုံကိုမြင်ယုံနဲ့ကျုပ်တိလိုက်ပြီးမီနီမတခုခုတွေ့ခဲ့တာသိကြတယ်။ခံမှန်းတာတော်လွန်းလို့တော့မဟုတ်ပါဘူး။ဒီလိုပြေးလွှားပုံမျိုးနဲ့ကျုပ်တို့လည်းအတိုက်သေးကိုပြန်ပြေးလာနေကြပဲလေ။ ဝမ်းသာစရာတည်င်းတစ်ခုခုတည်ဆောင်းလာနိုင်တဲ့အခါမျိုးပေါ့ခုလဲကျုပ်ထင်တာမလွဲပါဘူးမိနီမတွေ့ခဲ့တဲ့ပေါမုံကတော်တော်ကြီးကြီးဆိုပဲဒါကြောင့်မိနီမပြေလာပုံကိုကြည့်ပြီးကျုပ်ပိုမောသွားရတာကျုပ်ကခုနကလေးတည်းမှ ရှာပွေထားတဲ့အစာတွေကို တွင်နေသွားချထားပေးပြီး ထိုင်မောဖြစ်နေတော့ရှိသေးတာကိုဒီပုံအတိုင်းဆိုကျုပ်နောက်တစ်ခေါက် အစာရှာကီးထွက်ရတော့မှတေချာတယ်။မိနီမရဲ့ဝမ်တာအားရသတင်းပေးတဲ့ကြတော့ကျုပ်တို့အစာရှာတဲ့အဖွဲ့ဝင်တွေမိနီမအနာကိုချက်ချင်းရောက်လာကြပြီး သတင်းစကားကိုတေချာအောင်ထပ်မေးကြတယ်။ပေါမုံရဲ့အရွယ်စားကအဖွဲ့ဝင်ခင်များများနဲ့တေမကြားလောက်မဲ့အရွယ်စားဆိုတော့ကြာကြာချင်းကျုပ်တို့အားလုံးဖြတ်ကနေတော့ပြောသွားကြတာပဲ။ဒါပေမဲ့ သတင်းချက်လက်ကိုသေသေးချာချာနားထောင်လိုက်မှတိတ်မလွယ်ဘူးမှန်းသိလိုက်ရတယ်။ဘာကြောင့်လဲဆိုတော့ပေါင်မုံကကြည်တယ်။သွားတဲရမယ့်ခီးကဝေးနေတယ်။ခီးဝေးတာရောအရွယ်ကြီးတာရောထက်ပိုအေးကြီးတဲ့အဓိကပြဿနာကအချိန်ခါပဲ။အခုတင်ပဲညလေချိန်ရောက်နေပြီ။အရွယ်စားကြီးတဲ့အစာကိုခီးဝေးကြီးသွားတဲရတဲ့အခါမဖြစ်မနေထည့်တွေ့ရမှာက မနဲ့မလင်းခင်အချိန်မီပြန်ရောက်နိုင်ပါမလားဆိုတာပဲအမောင်ချိန်ကလှုပ်ရှားလို့အကောင်းဆုံးဆိုပေမဲ့မနဲ့မလင်းခင်အတိုက်ရှိရာကို ပြန်မရောက်နိုင်ခဲ့ရင်အန်ဒီရဲ့ကြုံရနိုင်တဲ့ဆိုပြီးကျုပ်တို့ပရစိတ်မျိုးနယ်စု အစဉ်အဆက်လက်ဆင့်ကမ်းမှာကြားခဲ့ကြတယ်ညနေပိုင်းနဲ့နေ့လယ်ချိန်တွေမှာအစာများများရှာဖို့နဲ့ညဦးပိုင်းဒါမှမဟုတ် မနေ့ခင်းတွေမှာအစာရှာရင်တတိထားဖို့မှာခဲ့ကြတယ် ကျုပ်တို့မျိုးနယ်စုဝင်တွေတဖြုတ်ဖြုတ်ပျောက်ကွယ်သွားရတာဟာအဲ့ဒီအချိန်တွေမှာအစာရှာထွက်မိကြလို့ပဲဒါပေမဲ့ကျုပ်တို့မှာငင်းခွင့်မရှိဘူးဘသူကမှတာဝန်ပေးထားလို့မဟုတ်ပါပဲသမိုင်းပေးတာဝန်အနေနဲ့ကြည်ကြည်နက်နက်ထမ်းဆောင်နေကြတာပေါ့အခုလဲကျုပ်အနေနဲ့စိတ်ကသာ အချိန်မီမီတွက်နေတာပါ ခန္ဓာကိုယ်ကအစာရှာဖွေရေးအဖွဲ့ထဲမှာတောင်းဝန်တန်းစီပီနေပြီ။ အချိန်မရွေးတက်တက်ကြွကြွလှုပ်ရတဲ့အလုပ်တွေထဲမှာ အစာရှာတဲ့အလုပ်ကဦးစားပေးအလုပ်ပဲ။တာမန်ပြည့်ရစိတ်လေးတွေဆိုပေမဲ့ကျုပ်တို့ဟာစနစ်ကြတယ်။တာဝန်ယူမှုရှိတယ်။ကိုမျိုးဆက်ကိုစောင့်ရှောက်တယ်။ကျုပ်တို့ပြည့်ရစိတ်မျိုးနယ်စုထဲမှာတာဝန်အသီးသီးဖွဲ့ချထားကြပြီသား။ကိုတာဝန်ကိုကြေကြမဆိုင်တဲ့ကိစ္စဝင်းမပါနဲ့ဆိုပြီးသမိုင်းစင်ဆက်သတ်မှတ်ထားပြီသား။ ရှင်တန်းနေစဉ်တက်တန်းအတွင်းမှာအတိုက်အမြုံတိဆောက်ဖို့နဲ့အစာရှာဖို့ကကျုပ်တို့တာဝန်ပဲ။ဘယင်မနဲ့တားဖောက်တဲ့လုပ်ပဲလုပ်ရတဲ့ကောင်တွေလည်းရှိတယ်။လိန်အင်ကာရသူတို့ကိုတော့အတိစစ်စစ်လို့ခေါ်တာပေါ့လေ။ကျုပ်တို့အားလုံးထက်ခန္ဓာကိုယ်ကြည့်ပြီးအတောင်ပံပါတဲ့ဘယင်မနာမနေပြီးသားဖောက်တဲ့အလုပ်တစ်ခုပဲလုပ်ကြရတယ်။စိန်ကြတဲ့နေရာမှာနေရလို့လာတော့မသိဘူး။ င်းတို့တွေကတက်ဆိုးမရှိကြပါဘူးလူတွေရဲ့ပြက်ကလေးရဆိုဒင်းတို့ခမသုံးဘက်လောက်ပဲ အသက်ရှိကြရတယ်ကြောတာပြောရတာပါကျုပ်တို့ကိုယ်တိုင်လည်းတက်တန်းပြည့်သုံးနှစ်အထိရှင်သန်နိုင်တဲ့သူ ရှားပါတယ်အစာရှာရင်းနဲ့တစ်ချိန်ချိန်မှာအတိုက်စီ ပြန်မရောက်နိုင်ကြတဲ့သူတွေကြည်ပါပဲကျုပ်တို့တွေက အစာကိုလှည့်ပတ်ရှာဖွေရလို့သူတို့ကတော့ ချိန်နဲ့တားဖောက်ရလို့ဆိုပြီးစိတ်ထဲမကြေမနက်မဖြစ်ခဲ့ဘူးပါဘူး။ရယူလိုမှုအ ਨੇ ဆုံးနဲ့ပိဆက်မှုအများဆုံးဆိုပြီးလဲညွတ်မနေတတ်ကြပါဘူး။မွေးဖွားလာပြီးမှတော့ကိုတော်ဝန်ကိုကြီးကိုနေရကိုနေရမှာပဲမဟုတ်လား။ရှင်တန်စင်မှာကိုလုံကိုလုံမဲတော်ဝန်ကြီးမဲအချိန်မရွေးသေးသွားရင်လဲဝမ်းနေစရာမဟုတ်ဘူးလို့ခံယူရင်အနာယူချိန်ခဏကလွဲရင် ကျန်တဲ့တစ်ချိန်လုံးအစာရှာနေတော့တာတစ်ချိန်လုံးအစာရှာတယ်ဆိုပေမဲ့ကျုပ်တို့စားတာတလုံးတစ်စုပ်ပါအတိုက်ထဲမှာကျန်းနေခဲ့တဲ့နောက်မျိုးဆက်ကလေးတွေအတွက်ရှာဖွေကျွေးမွေးရတာပါ မွေးတဲ့သူကမွေးကျွေးတဲ့သူကကျွေးနဲ့ရှင်တန်ကျိန်တွေကိုဖျက်တမ်းရင်းနောက်မျိုးဆက်တွေကိုကိုယ်တက်တောင့်တက်တာနေနိုင်အောင်စူးစမ်းပေးနေကြတာပါကျုပ်တို့အစာရှာတာလဲသိအခက်ကြီးတော့မဟုတ်ပါဘူး ကျုပ်တို့ခေါင်းပေါ်မှာပါတဲ့အာယုံခံအတန်လေးနှစ်ခုကနေအနံ့ခံပြီးရှာကြတာ။သွားရင်တော့ကျုပ်တို့ကိုကလည်းအငွေလေးတွေမှုတ်ရသေးတာပေါ့။ဒါမှလည်းပြန်လာတဲ့အခါလွတ်ထားတဲ့အနံ့လေးကိုရှာရင်အတိုက်စီတန်တန်မတ်မတ်ပြန်လာနိုင်ပါကို။အခုလည်းကျုပ်ပါဝင် အစာရှာတဲ့အဖွဲ့ဝင်တွေ အားလုံးတန်းစီလျှောက်ရင်ကိုစီကိုစီ အနံ့တွေထုတ်လွတ်သွားကြလေရဲ့။ မီနီမားကတော့ခြေဆုံးကနေတက်တက်ကြွကြွနဲ့ပြေးနေတယ်။ကျုပ်တို့အခုထွက်လာတာအဖွဲဝင်တော်တော်များတယ်။ကျုပ်တို့အချင်းကတဲရမဲ့ရွယ်စားပမာဏထက်ပိုတဲ့အဖွဲဝင်အားနဲ့အစာတဲလေးရှိတယ်။အစာရှာတဲ့အခါအစာတစ်ခုတည်းတဲယုံနဲ့မှ မပီးတာ။လမ်းမှာကျုပ်တို့အပေါ်တိုက်ခိုက်လာနိုင်တဲ့အစာအကောင်ပလောင်တွေကိုလည်းပြန်ခုခံဖို့အင်အားလိုတယ်။အထူးသဖြင့်ရိတ်ခါတဲ့ရင် နာမကျန်းဖြစ်သူတွေ၊ဒဏ်ရာရသူတွေလည်းပြန်တည်ဖို့အဖွဲ့ဝင်တွေလိုတယ်။ကျုပ်တို့အဖွဲ့ဝင်ရဲဘော်တွေလမ်းမှာတေးသွားရင်လည်းမထားခဲ့ဘူး။အတိုက်စီကိုကြောက်အောင်ပြန်တည်တာကျုပ်တို့ရဲ့မျိုးချစ်စိတ်ပဲ။ဒါကြောင့်အစာထွက်ရှာတိုင်းအင်အားများများနဲ့ထွက်ရှာကြတာတွေ့တဲ့အစားလဲသိမယ်နိုင်နိုင်နေနေလဲရှိမယ်ဆိုရင်တော့အကူတွေပြန်ခေါ်မသွားပဲကို့ဖာသာတဲသွားလိုက်တာပဲတဲတာကလည်းမခက်ပါဘူး အတုံးခဲလိုက်တဲနိုင်ရင်တဲတဲ့တဲရတာအစမပြေရင်တချို့အစာတွေကိုအရေဖြစ်ဆုပ်ယူပြီးအတိုက်ထဲရောက်တော့မှအဲ့ဒီအရေကို ပြန်ချလိုက်ရုံပဲတို့တို့ကိုမြင်တဲ့အခါပျော်စိတ်လေးတွေလိုပဲအလွယ်တကူခေါ်ပေမဲ့တကယ်ကတို့တို့မျိုးနွယ်ပေါင်းမရွေမတွက်နိုင်အောင်ခြိကြတယ်ဆိုပဲမျိုးစိတ်များတော့အမှုအကျင့်တွေများတာပေါ့လေအချို့ကအသာမစားဘူးအသေးရွက်ပဲစားကြတယ် သူတို့ကြတော့အတိုက်ထဲမှာတင် အပင်စိုက်ပြီးစားကြတာအပင်စိုက်တာကလည်းသိမ့်မခက်ပါဘူးအပင်ကအရွက်တွေကိုကြိုက်ဝါလာကြပြီးအတိုက်ထဲရောက်မှပြန်ချထားလိုက်ရင်မှုမျိုးစိတ်တစ်မျိုးပေါက်လာကြတာပဲလေအဲ့ဒါကိုစားကြတာပေါ့ကျုပ်တို့ကအစာရှာတဲ့အခါအနက်လှုပ်ပြီးဒါယာလန်းကို ပြန်တက်ကြပြီမဲ့ခန္ဓာရာတွေကတခြားပြည့်စိတ်မျိုးစိတ်ကြပြန်တော့အနက်လှုပ်ပြီး မပြန်လန်းရှာဖို့အဆင်မပြေဘူးအနံ့ပြေလွယ်တော့လာလန်းကိုမှတ်ဉဏ်နဲ့မှတ်ပြီးပြန်ကြရတယ်တဲ့မျိုးစိတ်တွေကများပြီးနေရာဒေတာအစုံမှာရှိနေကြတာဆိုတော့အမူချင်း အမျိုးမျိုးပေါ်လေကျုပ်တို့ကတော့အစုံစားတဲ့မျိုးစိတ်ပဲလူတွေနဲ့အမြဲထိတ်တိုက်တွေ့နေရတဲ့မျိုးစိတ်ပေါ်လေဒါကြောင့်လဲသက်ဆိုးမရှိကြပါဘူးဘယ်တက်နိုင်မလဲအစာချဖို့ကကျုပ်တို့တာဝန်ဆိုတော့ တေမတာတေပေါ်လေးအခုလဲထွက်လာလိုက်ကြတာတော်တော်လှမ်းလှမ်းတောင်ရောက်လာပြီဒါပေမဲ့မိနီမပြောတဲ့နေရာရောက်ဖို့လိုသေးတယ်တဲ့လေဒီတော့လဲဆက်သွားကြပေါ့ခြေပြေးတက်တာမိနီမတို့ဖွဲကတော့လူလာခောက်တုံနဲ့အလုံများနေကြတယ်သူတို့ခမချီတက်လာတဲ့လမ်းတလျှောက်အဖွဲဝင်တွေကိုစိတ်မလျှော့ကြဖို့မကြခင်ရောက်တော့မှာပါဆိုပြီး တကောင်ချင်းစီကို ကောင်းချင်းတိုက်ပြီးတိုက်အားပေးနေကြတယ်။လာရတဲ့ခီးကတော်တော်တော့လှန်နေ။အခုဆိုရင်ညလေပိုင်းကိုတောင်ကြော်စားပြုတ်ပြီးမှန်းတဖြည်းဖြည်းအေးလာတဲ့လေတုကြောင့်သိနေပြီ။မိုးမလင်းခင် အချိန်မီပါမလားလို့ကျုပ်လည်းစိုးရိမ်စိတ်ဝင်စားပြုတ်နေပြီ။စစောကမိနီမလာပြောသွားတဲ့သတင်းကလည်းအာရော့စရာ။ကျုပ်တို့အစားကမြေပြင်ပေါ်မှာမဟုတ်ဘူးတဲ့။ အမြင့်မှာတင်ထားတာတဲ့ကြားရတာနဲ့တင် အမောဆိုလေရဲ့လာရတဲ့လမ်းကလည်းအရှိကြီးရောက်ရင်လည်းပုံအမြင့်မောတက်ရအောင်မဲဆိုတော့တော်တော်ပင်မနဲ့အစာရှာကြီးပါပဲတရွေ့ရွေ့လမ်းလာရင်ပတ်ဝန်းကျင်မြင်ကွင်းကခရေးရေးကြည်လင်စားပြုတ်လာတယ်စိတ်မကြခင်မှာရောင်နေရောက်လာတော့မဲဆိုတာသိတာနေပြီကျုပ်တို့အားလုံးအရင်ထက်အချိန်မြင့်ပြီးဖက်သွဲ့သွဲ့ရှောက်ကြတော့တယ် ုံမှန်ထက်ပိုပြေရတာဟာပိုပင်မှန်ပြီးခွန်အားပိုကုန်မှန်သိပေမဲ့မတတ်နိုင်ဘူးအချိန်ကအရေးကြီးနေပြီအာတုံခွန်ဆိုင်လျှောက်လာရင်းနဲ့မီနီမပြောတဲ့ခွန်အောက်ခြေကိုကြောက်ရောက်တော့အခြားဖွဲ့ဝင်တွေတောင်းစတဲ့နေကြပြီပဝန်းကျင်တစ်ခုလုံးပေါမုံနန့်ကတင်းပြန့်နေတယ်အပေါ်ကိုမော့ကြည့်တော့တရမိတ်ခုံကမဆောက်လွန်နေကျုပ်လည်းဘာမှမစင်စားတော့ပဲ အပေါ်ကို မော့ကြည့်ရင်တက်ဖို့အာယူလိုက်တော့တယ်တဲရဲ့တိုင်ချေရင်ကိုမိရင်ကိုတင်ဆိုးစလိတ်ဖွာနေတယ်တကယ်ဆို အခုလိုဝေလီဝေလင်းချိန်မှာ နေနေချိုက်ချိုက်အိပ်ပျော်နေတင်သေးတဲ့အချိန်ပေါ့ဒါပေမဲ့ညကလေးကစူးစားအိပ်ပေမဲ့တမေးမှ အိပ်မရသေးဘူးအိပ်ရဲထဲမှာအတွေးတွေတပြင်းတွေနဲ့အလူးလူးလိမ့်လိမ့်ဖြစ်ရင်ကြောတွေပါပူလာတယ်နောက်ဆုံးဘလို့မှသီးမကန်နိုင်တော့တာနဲ့စလိတ်ထပွားနေတာမောင်ရိပ်မပြေသေးပေမဲ့တဲထဲမှာစုပုံထားတဲ့အထုပ်တွေကိုတဲကြိုတဲကြားကနေဝင်လာတဲ့ အလင်းရောင်ဖြော့ဖြော့ကြောင်းမြင်နေရတယ်။ဆန်ဆိုင်ကသွားတောင်းထားတဲ့ဆိုင်အဟောင်းလေးတွေထဲစုပြုံးပြီးထည့်ထားသမျှဟာသူတို့မိသားစု ပိုင်ဆိုင်သမျှအကုန်ပဲ။မင်းညကလေးကအိုးခွက်ပကံတွေချဲ့ပြီးပြီ။တင်းလို့ရသမျှတိတ်စီပြီးပြီ။အခုကျန်တာကမိမနဲ့ကလေးတွေအိတ်နေတဲ့ဝါချမ်းပြေပေါ်မှာခင်းထားတဲ့ဖျောင်းပစိုးအခင်းရဲ့ခေါင်းနဲ့ချုံးအိတ်နေကြတဲ့ ခြေထဲဆောင်ရဲပဲကျန်တော့တယ်။အရာတွေတင်းလိုက်ရင်တဲတဲရှိသမျှပစ္စည်းတွေအကုန်စုံပြီးဘဝဆိုတာကြိုတင်တွေးထားလို့မရှိတဲ့ဖြစ်စဉ်တွေနဲ့ပဲဖွဲ့စည်းထားတာတဲ့။ကြားဘူးနေကြဒီစကားဟာသူတို့လိုလူဒန်းစားတွေအတွက်ပိုမှန်တဲ့စကားစုပါပဲ။နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ဒီနေရာလေးမှာနေထိုင်ခွင့်ဟာဒီတညတာမှာနောက်ဆုံးဖြစ်လာခဲ့ပြီ။တစ်ဖြည်းဖြည်းနဲ့ ပြောင်းရွှေ့သွားကြတဲ့ဘဝတူတဲနီနာခြင်းတွေလဲဘယ်ရက်ဘယ်ဒေတာတွေစီပျောက်သွားကြပြီလဲမသိတော့ဒီပတ်ဝန်းကျင်မှာသူတို့တဲပါဝင် မရွှေ့ရသေးတဲ့တဲဆိုလို့သိမကြံတော့ပါဘူးအားလုံးအတွက်ဒီတညတာဟာနောက်ဆုံးညဆိုတာလဲသိနေကြရပါပြီလွန်ခဲ့တဲ့တလလောက်ကလေးကသူတို့တဲအင်စုတွေရဲ့ညင်ဒီလမ်းထိပ်ကလေးမှာအနီရောင်ဆိုင်ပုတ်ကြီးတစ်ခု လာဆိုင်ထူတဲ့နေ့ကိုဘယ်တော့မှမိမယ်မထင်တော့ပါဘူး။ဤအမတ်သားမှခြေတို့ပေဘလောက်အနောက်တို့ပေဘလောက်တောင်နှင်းမြောက်တို့ပေဘလောက်ဆိုပြီးစုစုပေါင်း6အေကခန့်အတွင်းမှာရှိတဲ့လူနေအိမ်ကြီးအဆောက်အဦအလုံးတလအတွင်းကြောင်းရွှေ့ဖေရှားပေးရန်ဆိုပြီးသတိပေးဆိုင်ပုတ်လာထူတဲ့နေ့ကသူတို့အဆူရက်ဟာကဘာပြက်ခဲ့ကြတယ်။ဆိုင်ပုတ်ပေါ်က စီမံကိန်းဧရိယာနဲ့တလအတွင်းဖေရှားရန်ဆိုတဲ့ပုံမှန်ထက်ကြီးတဲ့စလုံးနှစ်ခုနဲ့တင်ဘဝတွေအားလုံးဒစင်ကလျားဖြစ်ဖို့လုံလောက်သွားတော်တယ်။နောက်ပိုင်းတော့မြင်ရတဲ့မြင်ကွင်းတွေကရှင်ပူရင်စုစရာတွေကြီးပါပဲ။ဆိုင်းပုတ်လားထူတဲ့နေ့မှာပဲရဲတချို့ရဲ့အပြာရောင်ဝတ်စုံဝတ်ထားတဲ့ဝန်ထမ်းတွေရဲ့နေစားခေါ်လာပုံရတဲ့လှုပ်သမားတချို့ရဲ့ဟာဧရိယာတိုင်းတဲ့ဆက်တွေ ေကျိုးတွေထုတ်ပြီးဒီအစုရရဲ့လေးဘက်လေးတန်းမှာနန်နမိတ်အမတ်သားတိုင်တွေစိုက်လိုက်ကြတော့တယ်။တပတ်တာကုံဆုံသွားပြီးတိုင်းအချိန်နေလာကြည့်ပုံရတဲ့ဝန်ထမ်းတချို့ဟာဧရက်မှာနေထိုင်ကြသူတွေရဲ့အလျံကြီးကြီးမိတော့မျက်ဝန်းတွေကိုရှောင်ရှားနိုင်ဖို့မျက်မှန်နဲ့ကြီးတွေတက်ပြီးခက်သွက်သွက်လာကြည့်ပြီးပြန်သွားကြပြန်တယ်။သူပါဝင်မကြေမနက်ဖြစ်နေကြတဲ့ ဒီအစုရမှာနေသူတွေဟာအယူမေးဝိုင်းတယ်လို့ဌာနပေါင်းစုံစီပြေးပြီးအရေးဆိုကြကန့်ကွက်ကြပေမဲ့ဘာမှ အကြောင်းမထူခဲ့ကြဘူးတကယ်တော့ဒီနေရာဟာ နိုင်ငံပိုင်မြေဆိုတာအားလုံးသိနေကြပြီဒါပါလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကအလေးကျတပင်းတွေနဲ့မြေရိုင်းတောတွေကို ခုတ်ထွင်ရှင်းလင်းပြီးအင်အားတည်ထောင်နေလာရင်နောက်ထပ်ရောက်လာတဲ့မိသားစုတွေနဲ့ အစိုးရကလေးဖြစ်လာခဲ့တာပိုင်ဆိုင်မှုစာရွက်စာတမ်းမရှိတာကြောင့်ဒီနေ့မှဒီလိုဖြစ်မျိုးကျုံးလာနိုင်မှလည်းသိထားကြပါတယ်ကိုတင်ဆိုးအနေနဲ့မကြင်မနဲ့ဖြစ်မိတောက်တခေါက်ခေါက်ဖြစ်မိတာကတော့သူတို့နေတဲ့ဒီနေရာကို အာဏာနဲ့ဖယ်ခိုင်းတာဟာနိုင်ငံတော်အစိုးရမဟုတ်ပဲအဖွဲ့အစည်းတစ်ခုဖြစ်နေတာမို့လို့စဉ်းစားမိတိုင်းတောက်ခေါက်လို့မဆုံးဖြစ်နေရတယ်သူတို့က ီနေရာမလုပ်ဖို့လဲဆိုပြီးအခါခါတွေးလဲအပြေမရခဲ့နိုင်ငံတော်ပိုင်းမြေဟာဘလို့ကြောင့်သူတို့မြေဖြစ်သွားရတာလဲဘယ်ချိန်ကသူတို့ပိုင်းသွားရတာလဲဒီမြေတွေတိမ့်ပြီး သူတို့ကမလုပ်ကြမှာလဲဆိုတော့မိကွန်းတွေက သူ့လိုလိုပင်ဝင်လာပြီးတိုင်းကုတင်ဆို တောက်ခေါက်မိတော်တာပါပဲနေစရာဖဲပေးလိုက်ရတဲ့အပူပေါ်ကမတရားလုတ်ခံရလေခြင်းဆိုတော့ ခံပြင်းမှုထက်တင်လိုက်တဲ့အခါခန္ဓာကိုယ်ဟာဒေါသတရားကြောင့်တဆက်ဆက်တုံ့ရင်နေမိတော့တယ်။မိလက်မြေနဲ့တဲပေါင်းဆက်ထားတဲ့နိုင်ရန်ထက်လက်နဲ့နဲ့အာနာပေါင်းဆက်ထားတဲ့တတိုင်းကပိုးထူနေမှန်းသဘောပေါက်တဲ့ကိုတင်ဆုဟာလက်သေးဆုပ်ရင်တောက်ခေါက်ရင်နဲ့တိမ့်စရာရှိတာတွေသိရတယ်။နောက်တစ်ချိန်ခိုကက်ရမယ်နေရာတစ်ခုခုကိုအပူတပြင်းလိုက်ရှာရတယ်။ ကြံကောင်းထောက်မစွာနဲ့ဘဝသူပြန်နောက်လိုက်တယောက်ရဲ့တဲလေးဘေးမှာအဖေဆွဲပြီးနေခွင့်လေးမင်းညကပဲရခဲ့တယ်။တလနှစ်လလောက်နေပြရစေဆိုပြီးတောင်းပန်လွန်နိုင်တာကြောင့်ယာယီနေခွင့်လေးရခဲ့တာ။ဒါနဲ့ပဲအလုတ်ကပြန်ရောက်တာနဲ့မိမကိုပစ္စည်းတွေထုတ်ပိုးသိမ်းဆီးခိုင်းပြီးဖျံနဲ့တိုင်တွဲချီထားတဲ့နှိကျက်တချို့ကိုဓာတ်နဲ့ခုတ်အိမ်တိုင်းခြေရင်းတွေကို ရေလောင်းထက်လှုပ်နှက်ထားလိုက်တယ်။မနှက်ဖြန်အိမ်ဖြတ်တဲ့အခါလွယ်ကူအောင်လှုပ်ထားလိုက်တယ်။အချိန်ကမကြံတော့ဘူး။တတ်မှတ်ပေးထားတဲ့နေ့ဟာ မနှက်ဖြန်ဆို နောက်ဆုံးနေ့ပဲ။မနှက်ဖြန်မှာဒီနေရာကနေမဖယ်လို့မရနိုင်တဲ့အခြေအနေတစ်ခုလဲအလုတ်ကပြန်လာချိန်မောင်ရီဝိုးတော်ရဲမှာတွေ့ခဲ့ပြီးပြီ။ဆိုင်းပုတ်လာဆိုင်ထားတဲ့ညီနီလန်းထိတ်ကညောင်ချက်ပင်ကြီးအောင်မှာဘူဒိုဇာကားကြီးနှစ်စီးဟာ ။ညနေကြီးအမောင်ထဲမှာဘလူးတပတ်နှစ်ကောင် ငုတ်တုတ်ထိုင်းနေသလိုကြက်ထားလေရဲ့။ကိုတင်ဆိုးဟာဘူရိုစာတွေကို တွေ့တော့ရှင်ထဲမှာထိတ်ခနဲဖြစ်သွားခဲ့တယ်။သားစားကျူးတဲ့ဘလူးကောင်တွေရဲ့လက်နှစ်ဖက်လို သူတို့တဲအိမ်တွေကိုဆွဲဖြတ်တော့မယ်မှန်းသိလိုက်ပြီ။အကျိုးပေါ်အရင်တင်းနလန်မထူတဲ့သူတို့ဘဝတွေကိုဝါမျိုးဖြစ်စီမဲ့အဆွေတွေလို့ထင်မှတ်မိတာ။ဘူရိုစာတွေအကြောင်းတွေးမိတော့ ညာဦးပိုင်းကအဖြစ်ကိုပြန်တရိယာပြီးပြုံးမိတယ်။ည၈နာရီလောက်မှာသားနှစ်ယောက်ဟာထဲထဲကိုပြေးဝင်လာကြတယ်။အမောတကောပြေးဝင်လာတဲ့သားနှစ်ယောက်ကို ကြည့်ပြီးသူတို့အမေဟာဂျင်ဘက်ကိုဖိပြီး ထိတ်သွားခဲ့သေးတယ်။ဟဲ့ဟဲ့ဘာဖြစ်လာကြတာလဲ။အကြီးကောင်ကခြေခွက်ကို မော့တော့ရင် ပြန်မဖြေနိုင်သေး။တောက်လက်ဆခွက်ကိုအငယ်ကောင်းစီထိုးပေးရင်နဲ့ပြုံဖြည့်ဖြည့်ဖြစ်နေသေးတာ။ ပြီးမှဖြစ်စဉ်ကို ပြောပြတယ်ဘူဒိုဇာကို ခဲနဲ့သွားထုလာတာတဲ့ဟဲဒုက္ခပါပဲဘာလို့သွားလို့ရတာတော့ क्वे ရှာကုန်ပြီလားမသိဘူးမ क्वे ပါဘူးအမေရဲ့ညီခဲနဲ့ထုတာပါ क्वे ရင်ရောရမှာပေါ့အေးနင်သိရင်ပြီးတာပဲသွားသွားထဲမှာပဲနေအိမ်ပြင်မထွက်ကြနဲ့ကိုတင်ဆိုးကဘာမှဝင်မပြောပဲစလိတ်သာဖွားနေခဲ့တယ် ထွတ်ထုံးနေရင်တခွိခွိရဲနေကြတဲ့သားနှစ်ကောင်ကို ကြည့်ပြီးသဘောတော့ကြာမိသေးတယ်။သားနှစ်ယောက်က73နှစ်နဲ့70နှစ်သားရွယ်ရွေးဆိုပေမဲ့မတရားတာကိုငုံမခံခြင်းပဲတတ်နိုင်သလောက်တုံ့ပြန်ခြင်းနဲ့စိတ်ကိုသဘောကြမိတာ။အ ਨੇ ဆုံးတော့စိတ်အားသာပြေယုံပဲဖြစ်ဖြစ်ပေါ့။တစ်ဖက်ကဒနာရှင်တွေအတွက်လေတိုးသလိုတောင်ခံစားမိမှမဟုတ်တော့အဖက်လို့ဆရာလို့လဲထင်ကြမှာမဟုတ်ပါဘူးလေ။ ဆင်းရဲသာနင်းပြဘဝတွေရဲ့ဒေါသတရားဟာလေကင်ကျိုးပြော့ပြော့နဲ့ပြစ်တဲ့များလို့ကို့အနီးနားမှာပဲပြန်ကြလာတာမဟုတ်လားအဆုံးသက်မှာကို့ဒေါသများကို့ပြန်ကောက်ပြီးလွတ်ရကျွတ်ရပြေးရမှာပါပဲကိုတင်ဆိုးဟာအဲတိုင်းလေးကိုမိပြီးရောက်တဲ့ရာရာတွေးနေမိတယ်အာယုံတစ်ချိန်ကအဖြည်းဖြည်းနှီးကပ်လာပြီးတဲ့ပြင်ဘက်ကို ငေးမိတော့ရောင်နေဟာ ကဘာမြေပေါ်ကိုပြန်ကျက်စာပြူလာတယ်။ဘဝွန်ကျင်းမှာရှိတဲ့ကဲပြက်တွေရဲ့ဝါတိုင်းထိုးထိုးထောင်ထောင်တွေကိုခရီးရီမြင်နေရပြီ။အချိန်တိတ်မကြံတော့ဘူးပဲ။မနေ့လေးနေ့ကသူတို့လည်းခက်ခွာရတော့မှာပေါ့။နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ဒီနေရာကိုစွန့်ခွာရတော့မယ်။နောက်တစ်ချိန်ပြန်လာခွင့်လည်းမရှိတော့လို့ပြန်လာပြစ်တော့မယ်လည်းမထင်ဘူး။တိုင်ကုန်မိထားတာကြတော့ နောက်ကြောတွေပေါင်လာတာနဲ့ကျမ်းပြင်ပေါ်လဲလိုက်ရတယ်။တညာလုံးမိတ်ဖြစ်တဲ့မျက်လုံးတွေဟာကျိမ့်ဆက်နေခဲ့ပြီ။မျက်လုံးကိုဖိမိတ်ကြည့်လိုက်တော့မျက်ကွန်တစ်ခုဟာအေးဆက်ဆက်နဲ့ဖိကက်သွားတယ်။ကောင်းလိုက်တာလို့ရေရွရင်ကြောဆန့်လိုက်တဲ့အခါဝါချန်ကင်းရဲ့မြည်တမ်းနဲ့အတူသုခန္ဓာကိုရဲ့အယိုးစစ်ပုတ်တိုက်တန်တွေတစ်ဖြစ်ဖြစ်မြည်ကုန်တယ်။အခုမှပဲအညောင်းညာပြေးသွားပြီး တက်တောင့်တက်သားရှိသလိုခံစားလိုက်ရတယ်။ဒီတော့မှပိုက်စားသလိုလို ဖြစ်လာတယ်။ညစာစားထားပေမဲ့တညာလုံးမအေးဖြစ်ခဲ့တာဆိုတော့ဘိုက်ပြန်စားလာတယ်။ပြန်မထခြင်းပဲစွမ့်မိတ်ပြီးဆက်လဲနေမလားစဉ်းစားလိုက်သေးတယ်။မနဲ့လင်းနာနဲ့တဲကိုဖျက်ရရွှေ့ရနဲ့အလုတ်များတော်မှာကို တွေးမိတဲ့အခါစာလောင်စိတ်က ပိုးဖြစ်လာတယ်။ဒါနဲ့ပဲဘေးနာချထားတဲ့တံမီးလေးနဲ့ တဲတဲကိုဖိုထိုတီထိုရှောက်ကြည့်ပြီးတော့ခွေးချေကုံပေါ်တင်ထားတဲ့စားလက်စားပေါမုံအပိုင်းလေးကို မြင်မိတယ်။ပေါမုံကိုရေနဲ့မျောချလိုက်တော့မလို့ရေဦးစင်ကရေတစ်ခွက်ခတ်ပြီးလှမ်းယူလိုက်တဲ့အခါပေါမုံအပိုင်းတစ်ခုလုံးပျော့စိတ်တွေတက်နေတယ်။ကိုတင်ဆိုးစိတ်တူသွားလေရဲ့။နေရာတိုင်းမင်းတို့ကြည့်ပါပဲလားကွာလို့တောင်းစိတ်ထဲမှာရွှေလိုက်မိတယ်။စိတ်တူတူနဲ့ တဲပြင်ကိုနှင်ပြလိုက်ဖို့ပေါမုံကိုကောက်ကင်လိုက်ပြီးမှစိတ်လျှော့ပြီးခုံမော်ပြန်ပြစ်ချလိုက်တယ်။ဒင်းတို့ကတရိတ်ဆန်တွေပဲလေ။ဘယ်သူပစ္စည်းဘယ်ဝပစ္စည်းရဲ့လို့ဘယ်ခွဲတတ်ပါမလဲဆိုပြီးတွေးမိသွားတာနဲ့စိတ်လျှော့ပြီးခုံမော်ပြန်ပြစ်ချလိုက်မိတော့တာ။ဒါနဲ့ပဲခတ်ထားတဲ့ရေကိုတကွက်ကွက်တောက်ချပြီးကျမ်းပြင်ပေါ်မှာပြန်လှည့်လိုက်တယ်။မျက်လုံးကိုဖိမိတ်လိုက်တော့ တညာလုံးအနာမရထားတဲ့မျက်ခွန်နှစ်ဖက်ဟာအေးဆက်ဆက်ဖိကက်သွားတယ်။တပြင်းမောကိုချပြီး စိတ်လျှော့ထားလိုက်တယ်။အချိန်မကြံတော့ဘူး။မကြခင် မနဲ့လင်းတော့မယ်။အဖေထတော့ထတော့ပခုံးကိုလားလှုပ်နှိုးတာကြောင့်ကိုတင်ဆိုငမန်ကရန်ထားလိုက်တယ်။သူ့ဘေးမှာတာအကြီးကောင်ကငုတ်တုတ်ထိုင်ပြီး သူ့ကိုလှုပ်နှိုးနေတာ။မနဲ့လင်းကနေမှ မိကနေအိပ်ပျော်သွားတဲ့ကိုတင်ဆိုးတယောက်သူ့သားရဲ့စကားတန် တုံတုံရင်ရင်ကိုကြားတော့ချက်ကနေဖုံးထလိုက်မိတယ်။အပြင်မှာလင်းကျင်နေပြီ။ဘူရိုစာတွေမောင်းလာနေပြီအဖေ။ညချိုးရင် နားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။